တန်တာမော်သိန်းနဲ့ကိုရှိမန်းတို့ရဲ့ကိစ္စနဲ့ပတ်သက်ပြီး project တို့အလုံးတီးပြီးသားဖြစ်မှာပါအခုလိုမျိုးမင်္ဂလာယူနေတဲ့အချိန်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတန်တာမော်သိန်းနဲ့ထွန်းထွန်းကိုဘာပို့စမှာမတင်ဖို့မြစ်တရားခံကြောင်းတောင်းပန်ပြီးတော့အခုလိုမျိုးတင်ထားတဲ့ကိုရှိမန်းရဲ့ပတ်စောက်မှာထွန်းထွန်းကိုရင်ကလည်းတန်တာမော်သိန်းကိုမြန်မာလေးတန်တာအပေါ်မှာမီးရွယ်ရွယ်ပဲတိုက်ခိုက်သွားစေမိခဲ့ရင်တကယ်စိတ်မကောင်းပါဘူးဆိုပြီးပြောခဲ့ပေမဲ့လည်းတန်တာမော်သိန်းကလည်းကြပါရဲကိုထွန်းရင်ကိုထွန်းတို့လည်းကိုရှိမန်းငယ်ချင်းရင်းတွေဖြစ်တဲ့အတွက် ဘာကိုဆိုလို့ချင်မှညီမလည်းတီးပါရယ်ခင်မင်ခဲ့တဲ့သူတွေမှနားလည်ပေးပါရယ်ဆိုပြီးပြောခဲ့ပါရယ်ဒါပေမဲ့အခုဖြစ်နေတဲ့ကိစ္စမှာရွှေမန်းဘက်ကလုံဝါကြီးကိုသူဟာဖောက်ပြန်ခဲ့တာမဟုတ်ကြောင်းကိုသူ့ကိုယ်သူလိုက်ပြန်လုံချောင်းကိုလုံဝါကြီးကိုဘရိတ်တူကိုအတိအလင်းပေါ်ပြလာခဲ့ပြီပဲဖြစ်ပါတယ်။တန်တာမိုးသိန်းနဲ့သူ့ရဲ့ကြာကပြဿနာနဲ့ပတ်သက်ပြီးကိုရွှေမန်းဘက်ကတော့လုံဝါကြီးကိုချပြလိုက်ပြီပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့မင်္ဂလာပွဲကနေအစားပြုပြီးမီဒီယာများအမှုပညာရှင်များကကွန်ပျူတာချင်းမြင့်ချတဲ့အတွက်ပို့စတွေအများပြားတင်ပြီး ရှယ်ပေးခဲ့ကြပါတယ်။အဲ့ဒီအတွက်လည်းကျေးဇူးများစွာလည်းတင်ပါတယ်။တို့ပဲမလဲကျွန်တော်မင်္ဂလာပွဲသတင်းကနေအချို့မီဒီယာများ page တွေကနေကျွန်တော်ရေးစာဟောင်းဖြစ်ခဲ့ပူသူတွေထိခိုက်ကျုံးနေတကယ်သို့စာသားမျိုးဥက္ကရီးသားရမှာစပြီးမယူရသောပြဿနာတွေစတင်ခဲ့ပါတယ်ကျွန်တော်အနေနဲ့ပထမဆုံးရှင်းချင်တာတစ်ခုကအခုမင်္ဂလာပွဲမတိုင်ခင်မနေ့အစောကြီးစားဟောင်းစီကနေဖုန်းခေါ်ခဲ့ရဲဆိုတော့လုံးဝမောင်းရင်းပါတယ်အဲ့ဒီကြီးစားဟောင်းနဲ့လည်းကျွန်တော်တို့ဟာ2024နိုဝင်ဘာလစတင်မှာပြဿနာများတက်ပြီးလူဦးနှစ်ဖက်လောင်းခွဲခဲ့ကြတာပါအဲ့ဒါလည်းတကယ်ချင်းများစွာတက်တည်ရှိပါတယ်သူကိုယ်တိုင်ကလည်းသူကသာ ကျွန်တော်ကိုစာပြီးထားခဲ့တာဖြစ်တယ်လို့အချင်းချင်းပြောနေခဲ့တာပါအဲ့ဒါကြောင့်နိုဝင်ဘာလ2014ကတည်းကကျွန်တော်နဲ့ဤစားဟောင်းနဲ့လုံးဝအဆက်အသွယ်မရှိခဲ့တာပါသူ့စီကိုမနေ့အစောကြီးဖုန်းဆက်ခဲ့တဲ့ကိစ္စဟာအိုးလာအတွင်ရုပ်ရှင်ရိုက်ကူးရေးကိစ္စဖြစ်ကုမ္ပဏီကိုသူမကဆက်ရခဲ့လို့အဲ့ဒီအကြောင်းကိုကျွန်တော်စီဝန်ထမ်းများကအကြောင်းကြားအခုသူနဲ့ရှင်းမရမယ်ဆိုပြီးညနေကပို့ထားတဲ့ message ကိုမနေ့အစောကြာမှဖတ်မိတာနဲ့ဒေါသဖြစ်ကောက်စမိချင်းတာဖြစ်ကြောင်းဖြစ်ပါတယ်အခြားပုဂ္ဂိုလ်ပြဿနာကြောင့်ဆက်သွယ်လို့ချင်းလုံးဝမရှိခဲ့ပါဘူးနောက်ပြီးအဲ့ဒီဝန်ထမ်းများတက်တည်ခုချိန်ကြီးရှိနေတယ်လို့ ဝန်ထမ်းကလေးမှာပို့ထားတဲ့ message လဲပြထားပေးပါတယ်အဲ့ဒီ message ကြောင့်သူမစီရှင်းလင်းဖို့ဖုန်းဆက်ခဲ့ပေမဲ့လည်းဖုန်းမကင်ရတဲ့အတွက်အဲ့ဒီရုပ်ရှင်ကိစ္စကိုကုမ္ပဏီမှဝန်ထမ်းများနဲ့သာဆက်လက်ဆက်သွယ်ဆောင်ရွက်နေကြောင်းပြောကြားခဲ့တာပါအခုနောက်ကကျွန်တော်ဝန်ခံခဲ့သလိုကျွန်တော်ဤစားဟောင်းပြည်သူနဲ့နိုဝင်ဘာလတည်းကလမ်းဝဲခဲ့ပြီးဒီဇင်ဘာလဆက်မှာယခုဇနီးပြည်သူနဲ့ဆက်တင်ဆောင်တွဲခဲ့ပါတယ်သူ့ကိုမြင်မြင်ချင်းချင်းကိုဆွလန်းခဲ့သလိုဒီဇင်ဘာလတလားလို့ ဖူတဲ့နဲ့ယင်းနီခွင့်ရအောင်ငွေချင်းများမှသစင်းအကူအညီတောင်းခံခဲ့တာပါယင်းနီခင်မင်ခဲ့ပြီးမှနိဆာအောင်နီးမျိုးစုံစ조사ခဲ့ပါတယ်တယောက်စစ်ကိုတယောက်တပြည်ပြည်နားလည်ကြပြီးချစ်သူတွေဖြစ်ကလက်ထပ်ဖို့ဖြစ်လာကြပါတယ်ကျွန်တော်ကိုကျွန်တော်ဇနီးကဘဒူတူအတယောက်ထံကမလူယူတာစလိုက်ကြော်ရမယ်လောကမဟုတ်ခဲ့ပါဘူးစားသွေးချိန်မှာချစ်သူဖြစ်ချင်းလက်ထပ်ခွင့်တောင်းချိန်ကြီးကျွန်တော်ဘက်မှသာစပြီးဆုံးမြတ်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်ကျွန်တော်ဇနီးဖူတဲ့နဲ့ဆက်တင်တွေ့ဆုံခဲ့ခြင်းကစပြီးသူ့ကိုပဲ ချင်းမိသွားလို့ကျွန်တော်မျိုးတင်ထဲမှာ challenge ထပ်လျှောက်ခဲ့ခြင်းဆက်သွယ်ခြင်းမရှိကြတာအမှန်တရားမို့ကျွန်တော်ကိုကျွန်တော်လိပ်ပြလုံးပါတယ် ES ကိစ္စပြောနေတဲ့ကျွန်တော်လက်ထက်မှာတွေ့ရတဲ့ voucher lunch box ဟာပိုပတ်နေခြင်းသူနဲ့နေဆက်ခွင့်ရအောင်သူစိတ်ကမှ diet plan ဝင်ထားလို့စားရတဲ့ထမင်းပူပါဒီလိုပူကို diet plan ဝင်သူတိုင်းလဲရပါတယ်ကျွန်တော်တိတ်ချရပြီးတံပိုထားလက်ထက်ရမယ့်သူကို2024ဒီဇင်ဘာလကတွေ့ရှိခဲ့တာဖြစ်ပြီး2025လက်ချက်မင်္ဂလာပွဲကျင်းပအချိန်ထိဘယ်မင်းကလေးဘေးကြီးစားဟောင်းထဲမှာဆက်သွယ်ခဲ့ခြင်းမရှိပဲတင်းရှင်းစွာနေထိုင်ခဲ့သလို ြည့်ရသူညဉ့်ဉင်စရာမဖြစ်အောင်မိမိကိုယ်ကိုအကောင်းဆုံးဖြစ်အောင်နေထိုင်ခဲ့ပါတယ်။အချိန်ကကျွန်တော်ရီစာမြတ်ထားခဲ့ပို့ရမှန်ပေမဲ့ကျွန်တော်ဘုရုကမှမယုံမှခဲ့ပါဘူး။ရီစာတဘာဝရံဖြစ်တိတနာတက်ကနှုတ်နှစ်ဖက်လမ်းခွဲချင်းများသာရှိခဲ့ပါတယ်။ဒါကြောင့်ဒီကိစ္စကိုကျွန်တော်ပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ရှင်းပြရေးသားခြင်းဖြစ်ပြီးနောက်ထပ်ဘာမှဆက်မီရတော့ပါဘူး။ကျွန်တော်ဇင်းနှမောင်းနိုင်ဦးညင်းချမ်းစွာပဲဘွားကီကိုဆက်လက်ရှောက်လန်းခြင်းပါတယ်။ဘုရုကမှနာကျင်တိခဲ့စီလို့ချင်းမရှိပါဘူး။ကျွန်တော်အတွက်နဲ့အစီအစဉ်ရဲ့ကြည့်ခိုင်နာကျင်ခဲ့သူမှန်သမျှကိုဒီနေရာကနေတောင်းမအပ်ပါရဲဆိုပြီး ကိုရှိမင်္ဂပရိတ်တတူကိုအတိပေးလာခဲ့တာပဲဖြစ်ပါတယ်